ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တရုတ်အကူအညီဖြင့်လာရှိုးဝင်ရောက်ပြီးနောက်စစ်ကောင်စီတောင်ခန်းတွင်တံပြန်ထိုးစစ်ဆင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်အကူအညီဖြင့်လာရှိုးမြို့တွင်ဝင်ရောက်လာသည့်စစ်ကောင်စီသည်နောင်ချိုတောင်ခန်းဘက်ကိုပါအရာယူရန်တံပြန်တိုက်စစ်ဆင်ထိုးစစ်ဆင်နေကြောင်းသိရပါသည်။လာရှိုးမြို့တွင်သို့ပြီးခဲ့တဲ့ဧပြီလ18ရက်နေ့တွင်စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ချုပ်ဝင်ရောက်လာပြီးနောက်ရှမ်းမြောက်ရှိနောင်ချိုတောင်ခန်းဘက်ကိုပါလှုပ်ရှားခံစစ်မှတံပြန်တိုက်စစ်ဖော်ဆောင်ရန်စူးစမ်းနေကြောင်း စီရင်တရင်ရှင်မြစ်ထံမှသိရပါတယ်။စေကောင်စီသည်အပြည့်ရဆဲထားသည့်ကာလာတွင်ဒုထဝရီမြစ်အတိုင်းနောင်ချိုဘက်သို့ထိုးစစ်ဆက်လာပြီးတိုက်စစ်မှာမကြီးရင်နှင့်နောင်ချိုလေးကိုကျော်လွန်လာကမဲပုတ်ရွာတွင်အခြေပြုတက်ဆဲမှုများပြုလုပ်လာကြောင်းစီရင်တရင်ရှင်မြစ်ကဆိုပါတယ်။နောင်လင်းကိုကြော်ဖြတ်ပြီးနောင်ချိုကြီးတိမ်ပင်လေးကိုရောက်လာရင်တော့ TNL အတွက်အရန်စိုးရင်ရတယ်လို့သတ်မှတ်ရတော့မှဖြစ်ပါတယ်ဟုစီရီယံဘူကြီးစင်ရောကသုံးသက်ပြောဆိုထားပါတယ် စစ်ကောင်စီကထိုးစစ်ကိုနောင်ချိုကြီးတင်ပင်လေထိရောက်ရန်ရည်ရွယ်ထားပြီးတောင်ခမ်းတွင်စစ်နေကြသည့်ထိအင်အားအပြည့်ဖြင့်တိုက်စစ်ဆင်လာခြင်းဖြစ်ကြောင်းသိရပါသည်။တောင်မျိုးသားလူမျိုးရေးတမတော် TNL တပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့များဟာကံကြီးရွာဘက်မှတောင်ခမ်းကိုပြန်လည်ထိန်းချုပ်ရန်ပြင်ဆင်နေကြောင်းသိရပါသည်။ယခု AB ဒုတိယဘက်အတွင်မှနောင်ချိုရွှေမြုပ်တော်မြောက်ဖက်ကံကြီးရွာကံကြီးရွာတဝိုင်းမှာစစ်ကောင်စီနဲ့ GNL ပူးပေါင်းတပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီကစစ်ကြောင်းနှစ်ခုခွဲ၍ထိုးစစ်ဆင်လာသည့်အတွက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဒေသခံများထံမှသိရပါသည်စစ်ကောင်စီသည် MNDAA နှင့်ညှိနှိုင်းမှုယူပြီးအပြစ်ရစဲထားသည့်ကာလတွင်တောင်ကမ်းစစ်မြေနှပြင်တွင်မှစီရီအရာအသာကြီးယူလာသည်ကိုတွေ့ရပါသည်အပြစ်ရကာလမတိုင်ခင်ကတည်းကစစ်ကောင်စီသည်နောင်ချိုးရှိ TNL desk အချို့ကိုပြန်လည်သိမ်းယူထားပြီးတောင်ကမ်းကိုရှမ်းတောင်ဘက်ရက်ဆောင်မှပါအလုံးရင်ဖြင့်ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်းသိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်နဲ့ပဲခူးတွင်စစ်ကောင်စီကလူငယ်များကိုပေါ်တာဆဲအစင်းစစ်ဖမ်းဆီးကစစ်တပ်နန်းပို့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီကရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းတွင်ရှိအထက်မှဖမ်းဆီးထားသည့်လူငယ်များကိုစစ်မှုထမ်းရန်အတွက်စစ်မှုထမ်းတင်နန်းအမတ်စင်စနစ်တင်နန်းကြောင်းများသို့စတင်ပို့ဆောင်နေပြီဖြစ်ကြောင်းသိရပါတယ်။ယမန်နေ EB 19ရဲ့မနက်ပိုင်းနဲ့နေ့လယ်ပိုင်းတို့တွင်ဘင်းနောင်စစ်ကြောရေးဝင်ထဲမှာ စစ်မှုရန်အမှတ်စဉ်စနစ်အတွက်စူးစောင်းဖန်ထားရသည့်လူငယ်များကိုစစ်သုံးကားကြီးများဖြင့်တဲထုတ်ကစစ်တနန်းကျောင်းများသို့စစ်တနန်းကျောင်းများကိုပို့ဆောင်လိုက်ကြောင်းသိရပါသည်စစ်ကောင်စီကလူငယ်များကိုအေးစင်းအကြောင်းပြဖမ်းဆီးခြင်းလမ်းသွားလမ်းလာများကိုပေါ်တာဆွဲဖမ်းဆီးခြင်းရဲရွာအုပ်ချုပ်မှုများမှတဆင့်မဲ၌လူသစ်စူးစောင်းခြင်းတို့ကိုပြုလုပ်ပြီးစူးစောင်းထားသည့်တပ်သားတပ်များကိုတိုက်ကြီးနှင့်လေကူးမြို့နယ်တို့ရှိစစ်တနန်းကျောင်းများသို့ပို့ဆောင်လိုက်ကြောင်းသိရပါသည် အမတ်စင်ကိုကသဏ္ဍာန်စင်ပေးပြီးရှေ့တန်းတွေကိုပို့လိုက်ပြီးအခုအမတ်စင်စနစ်အတွက်စုဆောင်ထားတဲ့ကလေးတွေကိုခေါ်ပြီးသဏ္ဍာန်စပေးနေတယ်လို့ပြောတယ်။ရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းကလူငယ်တွေအများစုပါဝင်နေဟုတန်တရင်ရင်းမြစ်ကပြောပါရယ်။စစ်ကောင်စီသည်ဇမန်နေ့မနက်၈နာရီခန့်မှစ၍နေ့လယ်တနာရီထိစစ်တုံးဖောကား၁၀စီးဖြင့်လိုင်မြို့နယ်ရှိဘရင်နောင်စစ်ကြောရေးဝင်းထဲမှလူငယ်များကိုခေါ်ထုတ်ကတိုက်ကြီးတမ်းမြေတနန်းချောင်းတတကတင်းနဲ့လေကူစစ်အခြေခံလက်ကျေးတဲ့ သာခာတတသာခာတတစေတနံเจ้าများတို့ပို့ဆောင်လိုက်ကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ EB ကိုရန်နေကလည်းစစ်မှုရန်တနန်းစင်းများကိုစစ်တုံးကားကြီးအစီး20ခန်းဖြင့်တန်လင်းရေတက်သို့ရွှေ့ပြောင်း၍ဆိုင်ယာရှည်တန်းစစ်မျက်နှာပြင်များကိုပို့ဆောင်လိုက်ကြောင်းသိရပါတယ်။အဆိုပါလူငယ်များမှပြီးခဲ့တဲ့ EB လေးရက်နေကအမတ်စင်ကိုစစ်တနံမှတနန်းစင်းပေးလိုက်သည့်လူသစ်တနန်းစင်းများဖြစ်ကြောင်းတက်တရင်ရင်းမြစ်ထံကသိရပါတယ်။ ရန်ကုန်တိုင်းတွင်စစ်ကောင်စီကအကြမ်းဖက်ဖမ်းဆီးခဲ့သည့် လူငယ်ပေါင်း186ဦးရှိပြီးအဆိုပါ186ဦးမှာမလတလတွင်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသိရပါသည်။ဖမ်းဆီးခံရသူများတွေတွင် လူငယ်132ဦးမှာစစ်မှုရန်အကြောင်းပြဖမ်းဆီးခေါ်ဆောင်ခံရပြီးတရင်အတီကျဖြင့်ရှားပွေဖမ်းဆီးခံရသူ40ဦးထိရှိခဲ့ကြောင်းသိရပါသည်။မြင်းမူကန်တော်ကြီးရွာကိုစစ်တပ်ကလေရင်ဖြင့်ပုံချဲမှုသုံးနှစ်အရွယ်ကလေးငယ်အပါဝင်ပြည်သူ၅ဦးသေဆုံး မြင်းမှုတွင်စစ်တပ်ကစစ်ကြောင်းထိုးမှုကြောင့် PDF တဦးချဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သကိုင်းတိုင်းမြင်းမှုမျိုးနဲ့ကန်တော်ကျေးရွာကိုစစ်တပ်ကလေးပြင်းဘုံကျဲမှု၃နှစ်ရွယ်ကလေးငယ်ပါဝင်ပြည်သူ၅ဦးသေဆုံးပြီး15ဦးထိခိုက်ဒဏ်ရာရရှိကြောင်းမြင်းမှုမျိုးနဲ့မှ PDF သတင်းရင်းမြစ်ကပြောဆိုပါရယ်။ခေမန်နီ EB လ19ရက်မနက်7:55မိနစ်အချိန်မြင်းမှုမျိုးနဲ့ကန်တော်ကျေးရွာမြောက်ပိုင်းသို့တတအူးမှတက်လာသောတိုက်လေရင်တစ်စီးဖြင့်ပေါင်150ဘုံလီလို့ ဒုံကြီးနှလုံးလုံးဖြင့်ဖြစ်ခတ်ခဲ့ရာအပြည့်မဲ့ပြည်သူအမျိုးသား၃ဦး၁၈နှစ်အရွယ်အမျိုးသမီး၃ဦးနဲ့သုံးနှစ်အရွယ်ကလေးငယ်တို့အပါအဝင်စုစုပေါင်း9ဦးသေဆုံးပြီး15ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ထို့ပြင်ဧပြီလ19ရက်နေ့မနက်9:40မိနစ်40ချိန်မြင်းမှုမျိုးမှစစ်တပ်နှင့်ပြူစောထီးများကအင်းစီက3စီလိုက်ထရက်က2စီတို့ဖြင့်အာလာကပခြေရွာနှင့်မင်းတော်ခြေရွာအကြားရှိ စစ်စေးရေးဂိတ်ကိုလျှက်တပြက်ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ကောင်းလိုင်းရဲဘော်တို့နဲ့ M60D တနက်တလက် ဆုံးရှုံးခဲ့ကြောင်းသိရှိရပါတယ်။အလားတူယမန်နေ့ဧပြီလ19ရက်နေ့မနက်တနား7မိနစ်အချိန်မြင်းမှုမျိုးမှာစစ်တပ်ကဝမ်းပြေခြေရွာနဲ့ဘဲကူခြေရွာကြားရှိစစ်စေးဂိတ်ကိုလည်းအင်အား90ခန်းဖြင့်စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ဆလတ်တင်ဆက်ပေးမယ့်တရင်ကတော့တရချောင်းရငဲရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်မှုအသက်9နှစ်အရွယ်ကလေးငယ်တအုပ်အပါဝင် ပြည်သူနှုတ်ဦးတည်ဆုံတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။တနေ့နိုင်တိုင်းတရချောင်းမြို့နယ်ရငင်းရွာကိုအကျန်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်အသက်9နှစ်ရွယ်ကလေးငယ်တို့ပါဝင်ပြည်သူနှုတ်ဦးတည်ဆုံခဲ့ကြောင်းဒေသတွင်တရင်ရင်းမြစ်ကပြောဆိုပါရယ်။ဧပြီလ19ရက်နေ့မနက်7နာရီအချိန်တွင်တရချောင်းမြို့နယ်ရငင်းရွာကိုအကျန်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။ အကျန်းဖက်စစ်တပ်၏လေးချောင်းတိုက်ခိုက်မှုတွင်အသက်9နှစ်အရွယ်ကလေးငယ်တဦးနှင့်အသက်50ကျော်အရွယ်အမျိုးသားတဦးသေဆုံးပြီးပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိကြောင်းသိရပါသည်။စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနှင့်ရငဲရွာကိုဘုံကျဲတိုက်ခိုက်တာပါကလေးငယ်တဦးနှင့်ပြည်သူတဦးသေဆုံးတဲ့နေအိမ်ထိခိုက်ပျက်စီးတာလည်းရှိတယ်ဟုဒေသရင်းသတင်းရင်းမြစ်ကပြောဆိုပါသည်။တဝေမြိတ်ကားလမ်းမပေါ်ရှိဝင်းဝနယ်မြေရဲစခန်းကို AB 78ရဲ့နေမှာ ဒေါ်လာရေးတက်များကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်အကြံဖက်စစ်ကောင်စီတက်ကအနီးဝန်းကျင်ရှိခြေရွာများကိုနှစ်ရက်ဆက်တိုက်ဒီကြောင်ဖြင့်ဘုံကျဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရှိရပါသည်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့တရုတ်ကူညီမှုဖြင့်လာရှိုးကိုအလွယ်တကူရရှိခဲ့သည့်စစ်ကောင်စီကမိုင်းရဲနဲ့တန်ရန်တွင်ရိတ်ခါခဲရန်အလွန်ကျွံဖြစ်တင်၍စစ်ပြင်းစင်နေသည်ဟုဒေသခံများပြောတဲ့သတင်းကို တင်ဆက်ပေးပါမယ်။လာရှိုးမျိုးတွင်သူ ကိုကန်တက်ဤလုံချုံဤဖြင့်စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့များဝင်ရောက်လာပြီးနောက်စစ်ကောင်စီသည် မိုင်းရဲနှင့်တပ်ရန်ကိုပါလက်နက်ခဲရန်ပို့ဆောင်စစ်ပြင်ဆင်နေကြောင်းသိရှိရပါသည်။တာစီမစစ်ရင်တန်း18စီတောင်ကြီးဘက်သို့တက်လာပြီးတောင်ကြီးမှတစ်ဆင့်မိုင်းရဲနှင့်တပ်ရန်ကိုအဆိုပါစစ်ရင်တန်းအားလုံးဝင်ရောက်မိဖြစ်ကြောင်းတရင်ရင်းမြစ်ထံမှသိရပါသည်။သုံးဖွဲ့ပေါင်းပြီးအကြမ်းဖျင်းစကားပြောနေကြတာရှိတဲ့အုပ်ချုပ်ရေးအတွက်ဆွေးနွေးရမှတက်တဲ့နေရာချထားရေးတို့ပါဝင်လို့ ကိုကံဘက်ကသဘောတူညီမှုမရသေးဘူးအဲ့ဒီအချိန်မှာစစ်တပ်ကမိုင်းရင်နဲ့တန်ရန်ကိုလက်နဲ့အပြည့်ဖြည့်နေတာဟုစည်ရင်လိလာသုံးသပ်နေသည့်စီရီယံဘူကြီးဇင်ယောကပြောပါရယ်စည်ရင်တန်း18စီလုံးတွင်လက်နက်ခဲရန်နဲ့ရိတ်ခါများတင်ဆောင်လာခြင်းဖြစ်ပြီးအမိခံဖွင့်ထားသည့်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရမခကိုအင်အားတဆင့်မြင့်၍ခံစစ်ပြင်ဆင်မှုပြုလုပ်နေသည်ဟုဆိုပါရယ်မိုင်းရင်မှာစစ်ကောင်စီစည်ရင်တန်းများသည့်ပြီးခဲ့တဲ့ EB 20ရက်နေ့ကဟိုရခြေရွာလမ်းခွဲမှာတဆင့် လွယ်စင်နှံ့ဩနှက်ပောင်လက်တိုင်းနောက်ဆုံးမြို့တွင်သူဝင်ရောက်လာခဲ့ကြောင်းသိရပါသည်စစ်ကောင်စီဝင်ရောက်လာသည့်လမ်းပိုင်းများကိုအခြားရင်များဝင်ရောက်လာမှုမရှိစေရန်ကိုကန့်တက်များကပိတ်ဆို့ထားပြီးစစ်ကောင်စီစစ်ရင်တန်းများကိုကြားဖြတ်တိုက်ခိုက်မှုမရှိစေရန်လုံခြုံရေးယူပေးထားခြင်းဖြစ်ကြောင်းဒေသခံများ၏ပြောကြားချက်အရသိရပါသည်ဒီအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှိကျွန်းသည်စစ်ကောင်စီတပ်ဖွဲ့များနှင့်အတူဆွေးနွေးညှိနှိုင်းရန် နာရှုံမျိုးပေါ်သို့ရောက်ရှိနေပြီးတရုတ်နိုင်ငံအလံမှာပြစ်ခတ်ရင်ဆဲမှုစောင့်ကြည့်ရေးအဖွဲ့ရင်တန်းများလည်းယမန်နေ့ EV 16ရက်နေ့ကရောက်ရှိလာကြောင်းသိရပါဗျ။လာမယ့် EV 22ရက်နေ့တွင်ပြုလုပ်မည့်ကိုကန်တက် MNDA တရုတ်စစ်ကောင်စီတို့သုံးဖွင့်ဆိုင်ညှိနှိုင်းအစည်းအဝေးအတွက်တရုတ်ဘက်မှနေ၍ချင်းရွှေဟောကွမ်းလုံလမ်းပိုင်းအတွက်တရုတ်အလံတက်ဆင်ထားသည့်ပြစ်ခတ်ရင်ဆဲမှုစောင့်ကြည့်ရေးရင်တန်းများနာရှုံမျိုးတွင်ဝင်ရောက်လာခြင်းဖြစ်ကြောင်း